တနင်္သာရီဂရာရီရဲ့အသံဆောင်ပါကဏ္ဍကိုတင်ဆက်ပါတော့မယ်ဒီတစ်ပတ်တင်ဆက်မယ့်အသံဆောင်ပါကတော့စာရေးဆရာရန်အောင်ဒွေရဲ့တောင်ပွားဖုန်ကြီးကျောင်းထဲကတာသနိကအဆောက်အအုံများဆောင်ပါဖြစ်ပါလေတောင်ပွားဖုန်ကြီးကျောင်းထဲကတာသနိကအဆောက်အအုံများပြီးခဲ့တဲ့နှစ်တွေတုန်းကအဲ့တဲ့မိတ်ဆွေတယောက်နဲ့အတူ တဝဲမြို့အရှိဘက်မှာရှိတဲ့စဘာတောင်စီကိုသွားခဲ့ပါတယ်။တောင်ပေါ်စတက်တဲ့ချင်းတောင်တက်ကားလမ်းနှဘေးမှာပဲဘုံကြီးကျောင်းတစ်ကျောင်းတွေ့လိုက်ရပါတယ်။တောင်ပွားဘုံကြီးကျောင်းနဲ့ဒီကျောင်းတော်မဲကြားဘူးပေမဲ့အခုမှ လူကိုယ်တိုင် အမှတ်တမဲ့ရောက်ဖြစ်တာပါ။တောင်ပွားကျောင်းမှာဇီဒီတဆူဖျားသိမ်၃ခုနဲ့ကိုလိုနီခေတ်လက်ရာနှစ်ထပ်အုပ်ကျောင်းတိုက်တွေကို ထူးထူးခြားခြားတွေ့လိုက်ရပါတယ်။ အဓိကဖျားသိန်းကိုဇီဒီနဲ့ဆက်လျက်တွေ့ရပြီးအဲ့ဒီသိန်းနဲ့နှစ်ထပ်အုပ်ចောင်းတိုက်ကိုဇောင်းနာနဲ့တွေ့ထားပါတယ်။သိန်းထဲမှာအဓိကထိုင်တော်မူစင်တုတော်ကြီးတဆူနဲ့လက်ဝဲလက်ရာတွေမှာမတ်ရစင်တုတော်တဆူစီချမ်းရန်ထားတာတွေ့ရတယ်။ဒါကဒီဒေသရဲ့ဖျားသိန်းတွေမှာ တွေ့ရလေရှိတဲ့အနေထားပါ။အလေကစင်တုတော်ကြီးကပြင်ထားလို့အခုခက်လေရာဖြစ်နေပါပြီ။ မတ်ရက်စင်တူတော်နှစ်စုကတော့ပြုပြင်ထားပြီးမဲ့အရင်မူလဟန်လေးတွေကြံနေသေးတာကိုကံကောင်းစွာနဲ့တွေ့လိုက်ရတယ်။ဒီစင်တူတော်သုံးစုစလုံးရဲ့နောက်မှာရှိတဲ့မှန်စီ ရွှေချတန်ကဲတွေကတိတ်လှပါတယ်။လက်ရာတိတ်ပြီးအမှုမစိတ်ပေမဲ့လဲသွယ်လျက်ပျော်ပြောင်းတဲ့ဟန်တွေပေါ်လွင်နေဒီတန်ကဲမှာထူးထူးခြားခြားတွေ့ရတာကမှန်စီရွှေချဘလူးရုပ်တွေပါလက်ရာသိတ်ကောင်းပါတယ်ရုပ်လုံးကြွလုံးပါတယ် တဝဲဒေသမှာတွေ့ရှိရတဲ့ရှေးဟောင်းတန်ကဲတွေရဲ့ပုံစံနဲ့သိပ်မကွဲပြားကြပါမိ့ဒီလိုဘလူးရုပ်တွေခြံရံပြီးထက်တာမျိုးအခြားနေရာတွေမှာမတွေ့ဘူးပါဘူးဒါပေမဲ့လည်းနောက်အစ်စ်ပြင်လိုက်တဲ့ဖျားပလင်ကြောင့်သိပ်လာတဲ့မူလလက်ရာမှန်စီရွှေချဘလူးနှကောင်ရဲ့ပေါင်တစ်ဖက်စီပြုတ်သွားပါပြီနောက်ထပ်ထူးခြားတာတစ်ခုကဖျားသိမ်နိုင်ရန်မှာရေးဆွဲထားတဲ့ဖျားပုံတော်နဲ့ရဟန္တာပုံ မူလရွှေဇဝါရေးရုပ်တွေပါဒီလိုရွှေဇဝါရေးပကြီးကိုဒီဒေသအတွင်းကဒီဖျားတိမ်မာပဲတွေ့ရဖူးပါတယ်ပကြီးထဲကစင်တုတော်နဲ့မူလလက်ရာအနေချင်းကြံနေသေးတဲ့မက်ရရုပ်တုတော်နှစ်စုတို့ဟန်ချင်းတူနေတာကို သတိထားမိတယ်တကယ်တော့အဲ့ဒီမူလရွှေဇဝါရေးရုပ်တွေကိုကံကောင်းလို့တွေ့ခွေ့ရတာပါခေအဆက်ဆက်တိမ်ပြင်းသူတွေက ရွှေဇဝါရေးအယုတ်တွေရှိတဲ့နေရာတွေကို ကွက်ချံပြီးထုံးဖို့ထားခဲ့လို့သာအခုလိုတွေ့မြင်ခွင့်ရတာဖြစ်ပါတယ်။တကယ်လို့နိုင်ငံတစ်ခုလုံးထုံးစုပ်လိုက်ရင်ဓာတွေကိုမြင်ခွင့်ရတော့မှာမဟုတ်ဘူး။အမျောမြင်ကြီးကြီးနဲ့အခုလိုခြံလှပ်ထားခဲ့ပြီးတာစိတ်ကိုကျေစုတင်ရပါတယ်။စိန်နဲ့အုပ်ချောင်းတိုက်ကိုဆက်သွယ်ထားတဲ့ဇောင်းတန်းကတော့ကိုလိုနီခေတ်လေယာပါ။ဒုတဲ့ကောင်းပြီးခိုင်ခတ်ပါတယ်။ ဒီဇောင်းတန်းကိုနှစ်ထပ်အုပ်ချောင်းတိုက်နဲ့အတူတူတိဆောက်ခဲ့ပုံရပါတယ်တက်ကရစ်1290 AD 1935ခုနှစ်မှာတိဆောက်တဲ့ဆိုပြီးရေးထားတာတွေ့ရတယ်ဒီနေရာမှာဇီဒီတဆူနဲ့စောစောက ဝင်လေ့လာခဲ့တဲ့ဖျားတိန်တို့ကအရင်ရှိနေလိမ့်မယ်လို့ထင်ပါတယ်ပြီးတော့မှဇောင်းတန်းနဲ့အုပ်ချောင်းတိုက်ကိုတိဆောက်ခဲ့တာဖြစ်မှာပါမူလဖျားတိန်နဲ့ အဓိကစင်တူတော်ကြီးကိုလည်းအဲ့ဒီအချိန်ကလေးကပဲအသစ်ပြင်လိုက်ပုံရပါတယ်။ယရနာပုံခစ်တဲ့ပိုးရှေးကြနိုင်တဲ့အဓိကဖျားသိမ်ကလည်းကိုလိုနီခစ်ပုံစံဖြစ်နေပါပြီ။အဓိကသိမ်ကိုယွန်းသုံးထပ်အမိုးတင်ထားပြီးနဘေးနာကသိမ်နဲ့အုတ်လီကားထိတ်ဆောင်တွေမှာတော့ဘင်္ဂလီ ပြတ်သက်အမိုးတင်ထားတာတွေ့ရတယ်။ဒီမှာတွေ့ရတဲ့ဘင်္ဂလီပြတ်သက်တွေတိတ်လာတယ်ခိုင်ခိုင်ကက်ကက်လေးရှိပါသေးတယ် အခုတော့အလုံးကိုလိုနီခေတ်လက်ရာတွေအဖြစ်နဲ့တပြေးတည်းတွေ့နေရပါပြီ။နှစ်ထပ်အုတ်တိုက်ကြီးကပဒင်းပေါက်ထိတ်ခုံပန်းပြားတွေမှာကိုလိုနီခေတ်ကိုပေါ်ညွှန်းအမှုလက်ရာတွေတွေ့ရပါတယ်။အတွင်းပိုင်းအနေထားတွေကို လေ့လာခြင်းသေးပေမဲ့လည်းအုတ်တိုက်ကြီးကတကားအလုံးပိတ်ထားတာမို့လက်လျှော်ပြီးပြန်ခဲ့ရပါတယ်။တနင်္လာရီဂရာရီရဲ့အသံဆောင်းပါးကိုနားဆင်ပေးခဲ့ကြတဲ့ တနင်္သာရီဂယ်လာရီပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ရှိပါရခင်ဗျာပရိသတ်များအားလုံးရှင်လန်းချမ်းမြေကြပါစေကြောင်းတနင်္သာရီဂယ်လာရီအဖွဲ့သားများကဆုမွန်ကောင်းတောင်းပါပါတယ်